မင်္ဂလာပါခင်ဗျာအိဒီယာမြန်မာကနေပြီးတော့အော်တိုဘားလ16ရက်နေ့မြန်မာနိုင်ငံတဝန်းလုံးမှာရှိနေတဲ့စီးရီးစီးပွားရေးလူမှုရေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောက်တော့တင်ပြပေးမှာဖြစ်ပါတယ်ပရမအောင်ဆုံးတင်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ရှမ်ပြည်နယ်မြောက်ပိုင်းတီဘောမန္တလေးကားလမ်းမကြီးကနေကားလေးတွေယနေ့မှစတာစတင်သွားတာလို့ရပြီဆိုတဲ့သတင်းဖြစ်ပါတယ်ရှမ်ပြည်နယ်မြောက်ပိုင်းတီဘောမန္တလေးကလမကြီးကနေဒီနေ့အော်တိုဘားလ18ရက်ကစပြီးကားလေးတွေစတင်သွားလို့ရပြီလို့သိရပါတ လက်ရှိမှာကာကာကတီဘောမန္တလေးကိုတယောက်မှာ8000ကျပ်နှုန်းရှိတယ်လို့သိရပြီးကြောင်မဲမန္တလေးကတော့6000ကျပ်ရှိတယ်လို့သိရပါတယ်ဘယ်လီတရာကခန်းနိုင်ဝင်ကန့်သတ်မှုရှိတာကြောင့်ပုံကားတွေဖျက်ဆီးသွားလာလို့မရသေးပဲကျင်တီတရာရဲ့ချင်းကပ်နေရာအချို့မှာမြေပုတ်နေတာကြောင့်နောက်နှစ်ရက်လောက်စောင့်ပြီးသွားရင်ပိုအဆင်ပြေနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်ပြည်တော်စုကလန်းမကြီးပွင့်သွားလို့ခီတရာပြည်သူတွေကရင်မောင်းတွေပါကာသက်တာလူသက်တာနဲ့သွားလာနိုင်တော့မှဖြစ်တယ်လို့ကားကားတွေကလည်း ထောက်ဝက်ဈေးကျနိုင်တယ်လို့ဆိုပါတယ်။တခင်ကပြည်တော်သူလမ်းမကြီးကနေသွားလို့မရတာကြောင့်ဒေသခံတွေအနေနဲ့9နိုင်လောက်သာသွားရတဲ့ခီးကို24နိုင်ကြာလောက်ပတ်ပြီးသွားနေတာကြောင့်အခက်အခဲတွေကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့တိုင်းသားလူမျိုးများပါတဲ့ support စိတ်ကောင်းတဲ့ရောင်းချမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။တိုင်းသားလူမျိုးများ200ကျပ်တန်ရှစ်လုံးပါ blood or stat စိတ်ကောင်းတဲ့တစ်မျိုးကို လာမယ့်အောက်တိုဘာလ20ရက်နေ့မှာစတင်ပြီးစားရိုက်ကြီးတွေမှာရောင်းချပေးသွားမယ်လို့မြမစားရိုက်လုပ်ငန်းကထုတ်ပြန်ပါတယ်တိုင်းသားလူမျိုးတွေလိုက်ထုတ်ဝေပြီးခဲ့တဲ့ဒစိကောင်းတွေကိုဒစိကောင်းစုဆောင်သူတွေနဲ့ဝါသနာရှင်တွေကတစုတစည်းနဲ့စုဆောင်နိုင်ဖို့ယူရပြီးအခုလိုစာဖို့ဒစိကောင်းအစ်ရောင်းချပေးတာလို့ဆိုပါတယ်စာဖို့ဒစိကောင်းအစ်တွေကိုတော့အော်တိုဘားလာ20ရက်မနက်9:00ခွဲအချိန်ကစပြီးနေပြီးတော့ဘူစာရိုက်ကြီးရန်ကုန်စာရိုက်ကြီး မန္တလေးစာရိုက်ကြီးနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့စာရိုက်ကြီးတွေမှာလက်ပြိုင်နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်အထူးစီစဉ်တရက်အနေနဲ့တော့နေပြည်တော်ဟိုစာရိုက်ကြီးရန်ကုန်စာရိုက်ကြီးမန္တလေးစာရိုက်ကြီးတို့မှာအော်တိုဘားလ20ရက်မှာလာရောက်ဝယ်ယူရဲစိတ်ကောင်းဒီပေါ်မှာနေဆဲအမှတ်သားတွေသစိတ်တွေရိုက်နေပြီးသွားမယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ရွှေဆိုင်များအလုံးဘောင်းချတမျိုးတည်းဖြစ်တာရောင်းဝယ်ပြုလုပ်ရမယ်ဆိုတဲ့သတင်းဖြစ်ပါတယ် ရှေးဆိုင်များအနေဖြင့်တယံဇတ်တာနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနကထုတ်ပေးတဲ့ဘောင်ချာဖြင့်သာအယောင်းဝယ်ပြုလုပ်ရမှာဖြစ်ကြောင်းရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံမှသိရပါတယ်။ရခိုင်ကလည်းတယံဇတ်တာနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနကထုတ်ပေးထားတဲ့ဘောင်ချာတွေကိုသာအသုံးပြုရမယ်လို့အတိအပြထုတ်ပြန်ထားပြီးဖြစ်ပါတယ်။အခုကပြင်ပဘောင်ချာတွေကိုအသုံးပြုနေသူများလည်းရှိနေတယ်လို့သိရပါတယ်။ဟုတ်တယ်။တထုတွင်ကထုတ်ပေးတဲ့ဘောင်ချာတခြားဘောင်ချာတွေအသုံးပြုတာတော့မရှိဘူး။ ါကဌာနလေးခုတင်ရတယ်အခွန်လဲတင်ရတယ်ရောင်းတဲ့သူဝယ်တဲ့သူရောတင်ရတယ်သတ္ထုတွင်လည်းတင်ရတယ်လို့ရောင်းတိုင်းရွှေလုံငန်းရှင်အသင်းမှဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်ရွှေဆိုင်များအနေဖြင့်တန်ရဇတနဲ့သဘောပတ်ဝန်းကျင်ထိန်းသိမ်းဝင်ကြီးဌာနကထုတ်ပေးထားတဲ့ပေါင်းချာတွေဖြင့်သာရွှေရောင်းဝယ်ပြုလုပ်ရတာမှာဖြစ်ကြောင်းရွှေလုံငန်းလုတ်ကင်သူများထံမှသိရပါတယ်။ရခိုင်ကအသုံးပြုခဲ့တဲ့ရွှေဆိုင်အမိများရေးသားထားတဲ့ဘောင်ချာများအစာဝန်ကြီးဌာနကထုတ်ပေးထားတဲ့ဘောင်ချာတွေနဲ့သာ အယောင်းဝယ်ပြုလုပ်ရတော့မှာဖြစ်ပါတယ်အဆိုပါပေါင်းချာတွေကိုဝယ်ယူရမှာဖြစ်ပြီးတအုပ်မှာ15500ကျပ်ဖြစ်တယ်လို့သိရပါတယ်၎င်းပေါင်းချာမှာရွှေဆိုင်မီရွှေရောင်းဝယ်သူအမီမှတ်ပုံတယ်မှတ်နေရက်လိပ်စာဖုန်းနံပါတ်အစတည်းရို့ကိုဖြစ်သွင်းရမှာဖြစ်ပါတယ်ဈေးကွက်တင်မှာတော့ကမ္ဘာရွှေစင်းမြင့်တက်နေတယ်လဲပြည်တွင်းဈေးကွက်မှာအနည်းငယ်ကျပြီးအယောင်းဝယ်အေးနေတယ်လို့၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ကင်တာဆယ် ရေပြည့်လုံနေပါရှိတော့လေရေပိုလွဲမြောင်းများပိတ်ထားမှုကြောင့်ကုမဲဒေသခံများစိုးရိမ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးတိုင်းမြစ်သားမြို့နယ်ကုမဲမြို့ရှိကင်းသားဆယ်မှာမိုးတိထန်သာ ရာသွန်းမှုကြောင့် ရေလောင်ပမာဏဟာသက်မှတ်ပမာဏပေ680အောက်ဆယ်လက်မဝန်းကျင်ကန်တိရောက်ရှိနေတော့လေရေပိုလွဲမြောင်းရေတံခါးများအားလုံးပိတ်ထားမှုကြောင့်ဒေသခံများစိုးရိမ်ပူပန်မှုမြင့်တက်နေတယ်လို့သိရပါတယ်။လက်ရှိမှာရေလောင်ပမာဏရဲ့689ဘေးသို့ရောက်ရှိနေပြီး ရေးပြည့်သွားပါလားတကားများရုတ်တရက်ဖွင့်ချပါကဒေတာကြီးတစ်ခုလုံးနှိမ့်မြုပ်နိုင်မယ်လို့ဆိုကောင်ဒေတာကံများကစိုးရိမ်နေကြတာဖြစ်ပါတယ်ကုမဲဒေတာမှာအော်တိုဘာလဆန်းပိုင်းမှာဝိုးကြီးမှုကြောင့်ကြွေရများမှာရက်သက်ပတ်နှစ်ပတ်ကျော်အထိရေဝင်ရောက်မှုများဆက်လက်ရှိနေသေးဖြစ်တယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ပြည်တွင်းလိုင်စင်တက်တန်းတူတင်းကျပ်မှုကြောင့်ပြည်ပအလုပ်ကိုင်အေဂျင်စီတွေအခက်အခဲဖြစ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ် ပြည်ပလုပ်ကိုင်းအေဂျင်စီတွေကို license တက်တန်းတိုးစီးမြင်တွေထပ်မံတင်းကျပ်လာတာကြောင့်တက်မှတ်ရအတွင်း license တက်တန်းတိုးဖို့အခက်အခဲတွေရှိနေတယ်လို့တဲ့အေဂျင်စီလုပ်ငန်းလုပ်ကိုင်းသူတွေကပြောပါတယ်ပြည်ပလုပ်ကိုင်းအကျိုးဆောင်ကုမ္ပဏီအေဂျင်စီတွေအနေနဲ့ရပောင်း60အတွင်း license တက်တန်းတိုးဖို့လူသမားဝန်ကြီးဌာနကပြီးခဲ့တဲ့အော်တိုဘားလ16ရက်နေ့မှာအသိပေးလာပြီးတက်မှတ်ရကျော်လွန်တဲ့အထိ license တက်တန်းတိုးတင်ပြခြင်းမရှိပါက license ပိတ်သိမ်းမယ်လို့သိရပါတယ်လက်ရှိဝန်ကြီးဌာနရဲ့အသိပေးချက်မှာ အကျိုးဆောင်လိုင်စင်ကာလကိုအကန့်အသတ်နဲ့ပိတ်ခံထားတဲ့အေဂျင်စီတွေလည်းပုံမှန်အတိုင်းတက်တန်းတိုးရမှာဖြစ်ပြီးတက်တန်းတိုးခွင့်မကုံဆုံးမီနှစ်ကျော်ကာလမှာအချိန်မီတင်ပြဖို့လိုအပ်တယ်လို့အသိပေးထားပါတယ်။လက်ရှိမှာအလို့သမားဝန်ကြီးဌာနမှလိုင်စင်ချပေးထားတဲ့ပြည်ပလုံခြုံရေးအကျိုးဆောင်အေဂျင်စီအရေးအတွက်မှာ600ကျော်ရှိနေပြီးနိုင်ငံရေးပြောင်းလဲမဖြစ်ခင်ရခင်ကာလအတွက်နှစ်ဆနီးပါးတိုးတက်လာတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မက်စလာကစပြီး အလုသမားစီလွတ်တာနဲ့ပတ်သက်လို့ကန့်သက်ထိန်ချုပ်တာတွေရှိလာတဲ့အတွက် agency တွေအသက်ထပ်လျှောက်တဲ့လူမရှိတော့ဘဲလုပ်ငန်းများရပ်ဆိုင်းလိုက်တဲ့လူတွေလည်းရှိတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်ဈေးကွက်တင်မှာကြက်ဥဘဲဥများပုံမှန်အတိုင်းဈေးဆက်လက်ရှိနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မြို့ရှိရက်ကွက်ဈေးများမှာကြက်ဥနဲ့ဘဲဥများဈေးနှုန်းဟာပုံမှန်အမြင့်ဈေးတိုင်းဆက်လက်တည်ရှိနေတာကြောင့်2025ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာထုတ်ပြန်ကြရသိရပါတယ်။ လက်ရှိမှာရက်ကွက်ထဲမှာရှိတဲ့ဈေးများမှာကျောက်အသေးဆုံးတစ်လုံးကို400မှာအကြီးဆုံးတစ်လုံးကို900အထိရှိနေပြီးဘဲဥမှာအသေးဆုံးတစ်လုံးကို900အကြီးဆုံးတစ်လုံး650ဈေးဖြင့်ပုံမှန်ရှိလျက်ရှိပါတယ်။ငုံဥ10လုံးလင်1000ကျပ်ဆေးဘဲဥမှာတစ်လုံးလင်900ကျပ်ဈေးရှိပါတယ်။ပင်းဈေးကွက်မှာကျောက်ဥမှာ16 kg အတွက်300ကျပ်မှာ22 kg အတွက်450ကျပ်အထိရှိပြီးဘဲဥမှာ18 kg အတွက်400ကျပ်မှာ22 kg အတွက် 980ကျပ်တိဈေးများရှိနေတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုတ်ကတော့ရန်ကုန်မှာတိတိတတ်တာငလင်လှုပ်ကပ်တဲ့ဖြင့်အထက်မြင့်မှာရှိတဲ့ပြည်သူများကြောက်လန့်ပြီးလမ်းပေါ်ဆင်းပြေးရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မြို့မှာမနေ့ည7:00နာရီ8မိနစ်ကတိတိတတ်တာငလင်လှုပ်ကပ်တာကြောင့်စမ်းချောင်းမြို့နယ်၊အင်းစိမ်မြို့နယ်၊လှဲတန်းမြို့နယ်၊လသာမြို့နယ်ပါဝင်ရန်ကုန်မြို့မှာရှိတဲ့မြို့နယ်အများစုမှာငလင်လှုပ်ကပ်သွားခဲ့ခြင်းဖြစ်ပါတယ်။ငလင်လှုပ်ကပ်မှုကအနည်းငယ်ပြင်းထန်သဖြင့် ပြည်သူများထိတ်တလန့်ဖြစ်ပြီးအထက်မြင့်တိုက်တာများပေါ်မှာပြည့်စင်ရကြောင်းသိရပါတယ်။ယခုနှစ်မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ပြင်အား9.9အဆင့်ရှိတဲ့စကိုင်းငလင်ကြီးလှုပ်ခတ်မှုကြောင့်ပြည်သူ4000ကျော်သေဆုံးခဲ့ပြီးနောက်မှာရန်ကုန်မြို့ပြည်သူများအနေနဲ့လည်းငလင်အန္တရာယ်ကိုအကြီးအကျယ်စိုးရိမ်နေရတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့လာမယ့်ဆောင်းတွင်ဆွတ်ဆွတ်တဲ့အင်းများတဲ့လာနီညာရာသီဥတု ဖြစ်ပေါ်နိုင်ပြီး ရန်ကုန်မှာအေးအေးပုံမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာလာမယ့်အဆောင်အတွင်းစွတ်စွတ်အေးများတဲ့ဒါနီညာရာသီဥတုဖြစ်ပေါ်နိုင်ပြီးရန်ကုန်မှာအေးပုံနိုင်ကြောင်းဘိုးလီဝတပညာရှင်ဦးဝဲနိုင်ရဲ့ခန့်မှန်းချက်မှာဖော်ပြထားပါတယ် NOAA NWS Climate Prediction Center မှအော်တိုဘားလာ9ရက်နေမှာထုတ်ပြန်ချက်အရအဆောင်ရောက်ရာသီဥတုအချိန်လေးလာနီညာဖြစ်ပေါ်လျက်ရှိပြီးယနေ့မှစ၍2026ခုနှစ်ဖေဖော်ဝါရီလအထိဆက်ရှိနေနိုင်ကြောင်းသိရပါတယ် 2026ခုနှစ်ဇန်နဝါရီလမှစတင်ပြီးပုံမှန်ရာသီဥတုအချိန်နှင့် natural သို့ပြန်လည်ကူးပြောင်းနိုင်ခြင်း55ရာခိုင်နှုန်းချိန်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။လာနီညာဖြစ်ပေါ်တဲ့အတွက်ကာလာတွင်းမှာအေးပူပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးအချိန်နှင့်ဆိုးဝါးတတ်တဲ့အတွက်ဘယုတ္တဆိုင်နေထိုင်ကြရန်ဦးဝင်းနိုင်ငံတိုက်တွန်းထားပါတယ်။လာနီညာရာသီဥတုအချိန်နှင့်ဖြစ်လာတဲ့အတွက်မိုးရွာသွန်းနိုင်တဲ့အချိန်နှင့်မှာကံယူတန်ကံယူတန်ဤပြည်နယ်နဲ့တိုင်းများမှာဖြစ်နိုင်တဲ့ ရခိုင်ပြည်နယ်ကချင်ပြည်နယ်အေရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္လာရီတိုင်းတို့မှာအောက်တိုဘာလမှဒီဇင်ဘာလထိနှစ်စဉ်ရွာသွန်းမြေမိုးရိပ်ချိန်ထက်ပိုမိုရွာသွန်းနိုင်ပါတယ်။ထို့ပြင်မကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်ကချင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာအောက်တိုဘာလကုန်ထိနှစ်စဉ်ရွာသွန်းမြေခန့်နဲ့ဒီဇင်ဘာဇန်နဝါရီဖေဖော်ဝါရီလများမှာနှစ်စဉ်ရွာသွန်းမြေအောက်ဂျုံနေသွားနိုင်ကြောင်းသိရပါတယ်။ 2025ခုနှစ်ဒီဇင်ဘာလမှ2026ခုနှစ်ဖေဖော်ဝါရီလအတွက် ARD တိုင်းမှာအပရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်တနင်္လာရီတိုင်းတို့မှာအေးအေးနယ်ငယ်ပို့ပြီးမကွေးတိုင်း၊မန္တလေးတိုင်း၊စကိုင်းတိုင်းတို့မှာနှစ်ဆင့်ဖြစ်မြဲပူချိန်အောင်3.5ဒီဂရီစင်တီဂရိတ်မှ1ဒီဂရီစင်တီဂရိတ်ထိရောင်းနေနိုင်ပြီးအေးပိုနိုင်ကြောင်းနဲ့ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ကယားပြည်နယ်ကဲ့သို့သောကုန်းမြင့်ဒေသများမှာ နှစ်စဉ်ဖြစ်မြဲအပူချိန်အောင်ယွန်နေ့ကအီးပူမှာဖြစ်တယ်လို့ခန့်မှန်းထားတယ်လို့သိရပါတယ်။အခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စည်ရေးစည်းဝါးရေးလူမှုသတင်းတွေကထူးခြားတဲ့သတင်းတွေကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြချမ်းမာရှင်းလန်းကြပါစေခင်ဗျာ။